မင်္ဂလာပါရှင်စီဂျီပလက်ဖောင်ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မူလဝေသအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ပတ်ဝန်းကျင်ဒေသတွေမှာမုန်တိုင်းတွေဝင်ရည်နေပြီမဲ့မြန်မာနိုင်ငံကတော့ဆောင်ရွက်တည်ရဲ့အရာသာကိုအပြည့်အဝကြိုဆိုရတော့မယ့်တည်ငောင်းနေတဲ့အတူနောက်ဆော်ရမူလဝေသအခြေအနေတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ပထမဆုံးအနေနဲ့နိုင်ငံတကာမူလဝေသအခြေအနေကိုကြည့်လိုက်ရင်မြန်မာနိုင်ငံရဲ့ပပလယ်မှာမုန်တိုင်းသုံးလုံးထိတပြိုင်နက်တည်းဖြစ်ပေါ်နေရတာကိုတွေ့ရပါရရှင် မလကာရီလက်ကြာကဆိုက်ကလုန်းမုန်တိုင်းဆန်ရတီရီလင်္ကာကိုဝင်ရောက်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းတဝါနဲ့တောက်တရုတ်ပင်လယ်ကတိုက်ဖုံးမုန်တိုင်းကိုတိုတို့ပဲဖြစ်ပါရဲ့ဒါပေမဲ့မြန်မာပြည်သူတွေအတွက်စိုးရိမ်စရာမရှိပါဘူးရှင်ဒီမုန်တိုင်းတွေအားလုံးရဲ့တရားမှုကနေမြန်မာနိုင်ငံဟာလောကနီးပါးကင်းဝင်းနေပြီးခိုတိုမုန်တိုင်းရဲ့ကျွန်းကျက်တိုင်းတိုင်းတွေကြောင့်တနင်္သာရီတိုင်းမှာမိုးနှင်းငယ်ရွာသုံးနိုင်တာကလွယ်လို့ဘာတရားမှုမှရှိမှာမဟုတ်ပါဘူးရှင် မြန်မာနိုင်ငံရဲ့ရာသီဥတုကိုအကြီးကလွန်မိုးနေရတာကတော့အရှေ့မြောက်ဆောင်မုတ်တုပ်လီတွေပါပဲဒီလေအေးတွေရဲ့အရှင်ကြောင့်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာညဘူးချိန်တွေတိတိတသာရွေးကြလာနေပြီးအေးဖို့မှာဖြစ်ပါရဲ့ရှင်ဒီနေ့အတွက်တော့ပြည်နယ်နဲ့တိုင်းအားလုံးမှာနေ့ဘက်မှာနေသားချိန်တွေများပြီးတာယာနေမှာဖြစ်ပါရဲ့ရှင်တနိုင်ငံလုံးတိုက်တန်နယ်မွေးရသုံးဖို့လိုအပ်မရှိတော့ဘူးလို့ဆိုနိုင်ပါရဲ့နေသားချိန်တွေများပြီးမြေခင်လွတ်ရောက်ခြင်းညွန်ကိန်းတွေကတော့ဒီကနေ့မှာတိတိတသာကြာဆင်းနေပါရဲ့ရှင် တနင်္လာရီတိုင်းတနေရာထဲမှာသာအနေငယ်မြင့်တက်နေပြီးကြံဒီသားအားလုံးမှာတော့ခင်းလွန်ရောက်ခြင်းအန္တရာယ်ဆိုရစီရမရှိပါဘူးရှင်။ဒါပေမဲ့ဆာအိုရာတီရဲ့အဓိကသတိပေးချက်ကတော့မြူနှင်းများရဲ့နနက်ခင်ခရီးသွားသတိပေးချက်ပါ။ဒီနေ့ညနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာကချင်း၊စကိုင်းတိုင်းထက်ပိုင်းချင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားကနေနေရာကျဲကျဲမြူဆိုင်နိုင်တာကြောင့်ကုန်းလမ်းရေလံခရီးသွားရင်အနေနဲ့ရင်းအန္တရာယ်ကို အထူးသတိပြုသွားလာကြဖို့လိုအပ်ပါမယ်ရှင်။ ပင်လယ်ပြင်အတွက်ကတော့လိုင်အမြင့်6ပေခန်းနဲ့10ပေခန်းနဲ့လိုင်တင်းတင်းသာရှိနိုင်တာကြောင့်ပင်လယ်ခရီးသွားလာရေးအတွက်အခြေအနေကောင်းတစ်ခုလို့ဆိုနိုင်ပါရဲ့ရှင်။ဒီနေ့ကစပြီးတာယာတဲ့ရာသီဥတုနဲ့အတူဆောင်းရသည်ကိုအပြေအဝကျုံ့နိုင်ပြီဖြစ်ပါတယ်။ဒီနှစ်ဆောင်းရသည်ဟာပြီးခဲ့တဲ့2024ခုနှစ်ကထက်အနေငယ်ပိုအိမ်နိုင်နေလို့လဲခန့်မှန်းထားကြောင်းကတိကောင်းပါရင်ရာသီအကူပြောင်းမှာကျမရေကြီးဆိုင်ချဖို့တိုက်တွန်းရင်ဒီနေ့အတွက်မိုးလေဝသတင်းကိုဆုတ်သက်လိုက်ပါစေရှင်။ အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်းအိမ်ကမိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေရဲ့ဖော်ပြချက်တွေကနေသဆင့်ခန့်မှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေလေးရှိပါတယ်။ဒါကြောင့်ကျွန်မတို့ CJ platform ရဲ့နောက်ဆက်ရမိုးလေဝသခန့်မှန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံလိုပါရဲ့ရှင်။ CJ platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံး တဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေသတွင်မှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုပြည့်စုံမှုကိုလည်းကိုမမရေးသားမျှဝေပေးခဲ့ပါအောင်ရှင်။